ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တွန်းဆိုင်ကာတွန်းချန်နယ်လေးမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ကာတွန်းပုံမြင်လေးကတော့နွေရာဒီမှာဆင်းရဲတဲ့ရောက်ခမနဲ့ချွေးမလေးတို့ရဲ့ရေခဲမိဖို့ခန်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။အေးတဲ့ညတညမှာရှီတဲ့ဟာ ူမရဲ့မိသားစုအတွက်ရှုံမီဖို့နဲ့အစားအစာတွေကိုချက်ပြုတ်ပြင်ဆင်ပေးပါတယ်။အဲ့ဒါကသူမတို့ရဲ့အိမ်ထဲမှာပူလာစေပါတယ်။အမေအမေဟင်းချက်တဲ့အခါမီးဖို့အပွင့်ကြီးမလို့မီးတွေကတအားတောက်ပြီးအရန်ကိုပူတာပဲ။ရာဂျူတာတားတော့မှအရန်ပူလဲဆိုလို့ရှိရင် အမေဘယ်တော့မှပူနိုင်မလဲတွဲကြည့်ပါဦး။ဒါတော့တာညင်းညူနေတယ်။အဖွားကတိလား။ကျွန်တော်တငယ်ချင်းရီယာရဲ့အိမ်ကဒီလိုပဲ။ ့အမေကအစားအသောက်တွေကိုဒီလိုပဲချက်တယ်။သူမရဲ့တခြားတငယ်ချင်းတူဦးကလည်းအစားအသောက်ချက်ပြုတ်တူပဲ။ကျွန်တော်တို့လည်းသူမလိုပဲချက်ပြုတ်လို့မရဘူးလား။ဒါဆိုအမေလည်းမပူတော့ဘူး။ကျွန်တော်တို့လည်းမပူရတော့ဘူးလေ။အာရှာနဲ့ရှီတဲတို့နှစ်ယောက်ဟာဘာမှမသိတတ်တဲ့ရာဂျူရဲ့စကားတွေတော့အဖြစ်မရှိခဲ့ပါဘူး။ဗီနိုဟာရေခဲရဲ့တပုံယူလာခဲ့ပါတယ်။သူ့အတွေ့တော့ရာဂျူကပြောပါတယ်အမေ အဖေဒီနေ့လည်းရေခဲတွေထည့်ယူလာခဲ့ပြီအဖေအဖေတို့ရေအေးအေးလေးတောက်မှုရေခဲတွေယူလာတာလားဒါနဲ့အမေရဲ့မိဖို့ကလည်းအေးအောင်ရောရေခဲတွေဒါနဲ့အမေရဲ့မိဖို့ကလည်းအေးအောင်ရောရေခဲတွေယူလာလို့မရဘူးလားသားတို့ရဲ့မိဖို့ကောင်ရေခဲတွေနဲ့လုံးလို့ရရင်တိတ်ကောင်းမှာပဲဒါပုံမြင်တွေတိုင်းကတော့ကောင်းတာကြီးပဲလက်တွေ့ဘဝမှာဘယ်သူမှအဲ့လိုမလုပ်နိုင်ဘူးဘယ်တော့မှပြတ်မလာနိုင်ဘူးရှင်ပြောလို့ပြီးပြီဆိုစားကြရအောင်စားဖို့အသင့်ပဲ။ ခဏအကြာမှာပဲတမိသားစုလုံးအတူတူစားတောက်ခဲ့ကြပါတယ်။ဒီရတားရဲ့အနေငယ်လောက်ကြာတဲ့အခါမှာတော့အိမ်ထဲကိုဝင်လိုက်တာနဲ့လူတိုင်းချွေးပြန်လာကြပါတယ်။ဤတာနဲ့အိမ်ထဲကပြန်ထွက်တဲ့အခါမှာလည်းနေပူပူမှာခဏကောကပူချစ်တောက်လာခဲ့ပါတယ်။ဒီလိုနေတဲ့နေ့မှာပဲချွေးမလေးရေငါ့တမရရေတခွာလောက်ဖြော်ပေးစမ်းပါကွယ်။အပြစ်မှာတအားပူတယ်။လေထဲကတရက်သေးတချို့လည်းငါဆွတ်ပြီးပြီ။ညနေပိုင်းမှာတရက်သေးတစ်နက်လုံးလို့ရပြီ။အမေ ကျမဘလူးတို့တမယာကြီးဖြော်ပေးရမှာလဲ။အိုးကလည်းကွဲနေတာ။ပြီးတော့ရေခဲကြီးကလည်းအကြကြီးမအေးနိုင်တော့ဘူး။ရေခဲကအရေးတပြောကုန်ပြီ။ဘီနိုညမှရေခဲထိတ်ယူလာလိမ့်မယ်။ရှီတဲလ်တို့မိသားစုဟာအရန်ကိုဆင်းရဲပါတယ်။တမိသားစုလုံးဟာပူပူပြင်းပြင်းနဲ့အလုပ်လုပ်ရပါတယ်။ညမှာဗီနိုဟာရေခဲထပ်မှယူခဲ့ပါတယ်။ဒါပေမဲ့သူဟာဒီတစ်ခါမှတော့ရေခဲတော့အကြီးကြီးကိုယူလာခဲ့ပါတယ်။ဒါကိုသိခဲ့ရတဲ့အခါမှာတော့တမိသားစုလုံးအားတင်းသွားခဲ့ကြပါတယ်။ ရှင်မာလို့ဒီလောက်ကြီးတဲ့ရေခဲကိုယူလာတာလေရှင်ကြည့်ရေခဲကအေးပြောနေပြီညရောက်ရင်ရေဖြစ်တော့မယ်ဖြစ်တယ်ငါရေခဲတင်းတင်းလေးပဲယူလာတာပါလမ်းမှာရေရောင်းနေတဲ့ဖွားကြီးတယောက်ကိုတွေ့တယ်သူမကိုယ်တိုင်ပဲရောင်းနေတာပါဝယ်ပါအောင်ဆိုတော့ရေအသေးတစ်ခုလောက်ဝယ်ခဲ့တယ်ပြီးတော့ तू ကဒါကိုပေးလိုက်တယ်အပြန်ကျတော့ तू မဒီရေခဲတုံးကိုပေးတယ်ပြီးတော့ပြောတယ်ဒါကိုအိမ်ယူသွားအိမ်မှာပဲခွဲလိုက်တဲ့ဒါအောင်စရာဖြစ်ရပဲဖြစ်ရမယ် ဘာဘာကိုမှနားမလဲတော့ဘူးငါဘာလို့ရမလဲမသိတော့ဘူးဒါကိုခွဲလိုက်ရင်လဲငါတို့တခုခုမာယွန်းသွားမှာစိုးတယ်ဖီနိုတာတရားရက်ကိုအကူညီတောင်းတဲ့နေနော်အဲ့ဒီအမျိုးသမီးကဖျားတခင်လားလူစင်းစစ်လားဘယ်သူကသိနိုင်မှာလဲလူသားရောင်ဆောင်သားလဲဖျားလားမသိဘူးငါတို့ကိုစမ်းတက်ဖို့လာခဲ့တာပဲနေမှာပြောရင်းနဲ့ပဲအမေစကားနားထောင်ရင်သူဟာရေခဲကိုခွဲကြည့်လိုက်ပါတယ်သူခွဲလိုက်တဲ့အခါမှာပဲရေခဲလုံးလေးတွေထွက်လာတာကိုမြင်ခဲ့ရပါတယ် ရေခဲတုံးကြီးကိုခွဲလိုက်ရင်းနဲ့ပဲရေခဲတုံးလေးတွေဟာပိုပြီးများလာခဲ့ပါတယ်။အမေရှီတဲဒါကဘလူစမ်းကြံမှုမျိုးလဲ။ငါတို့လုံနေတဲ့ရေခဲတုံးတွေအားလုံးကသူ့ဘာသာသူဖြစ်လာနေတယ်။ပြီးတော့ဒီရေခဲကအရေတောင်မှမပြောဘူး။ဘလို့ဖြစ်တာလဲ။အမေအမေပြောတာမှန်နဲ့။ကျမတို့ကိုစမ်းတက်ဖို့သူကလူသားအရောင်ဆောင်ထားတယ်ဖရားပဲဖြစ်ရမယ်။ဘာလို့ဆိုဗီနုတ်ကသူ့ကိုကူညီခဲ့ရလေ။ဒါကြောင့်ကျမတို့သုံးဖို့ရဒီရေခဲကိုပြန်ပေးတာ။ အခုကျမတို့မှာရေခဲတွေအများကြီးရှိနေပြီဘာလို့ဖြုံသီးနေအောင်မှာလဲကျမတို့ရဲ့မိမှုကံကိုဒါနဲ့လောက်ရမယ်ဒါနဲ့ဆိုကျမတို့နောက်ထပ်မပူရတော့ဘူးအာရှဟာရှစ်တဲ့အကြံဉာဏ်ကိုအတော်လေးသဘောကျသွားခဲ့ပါတယ်။အခုသမီသားစုလုံးဟာထမင်းအရင်စားတော့ခဲ့ကြပါတယ်။ဘီနုတ်လည်းအယံကိုပင်မနေပါပြီ။ဒါကြောင့်ရာဂျူးနဲ့အတူအိယာဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ရခမနဲ့ချွေးမလေးကတော့လက်မလျှော့ခဲ့ကြပါဘူး။ ဒီနောက်အဲ့ဒီရေခဲတွေနဲ့ပဲမိဖို့ကားနိုင်ရန်တွေဖန်တီးလိုက်ကြပါတယ်။တညလုံးအလုပ်စူးစမ်းပြီးသွားတဲ့နောက်မှာတော့ရောက်ခမနဲ့ချွေးမလေးဟာကြံနေသေးတဲ့ရေခဲတွေအပါအဝင် သူတို့ရဲ့ကိုပိုင်ရေခဲမိဖို့ကားလေးတကူဖန်တီးနိုင်ခဲ့ကြပါတယ်။ဟုတ်ကဲ့ပါ။ဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါရစေရှင်။ဝါရှိတယ်အမေအမေတို့နေ့ကစလုံးတညလုံး ရေခဲမိဖို့ကောင်းလုံနေခဲ့ကြတာလားဒီမိဖို့ကောင်းကတိတ်ကိုအေးတာပဲကျွန်တော်ပြောချင်တာကဒီမှာပဲချက်ပြုတ်စားတော့အနားယူတဲ့တယ်ဖီနိုမင်းပြောတာမှန်တယ်ပြီးတော့အကောင်းဆုံးတစ်ခုကအပြင်ကကြည့်ရင်ဒီရေခဲမိဖို့ကောင်းကတာမှန်လို့ပဲဘယ်သူမှသိနိုင်မှာမဟုတ်ဘူးဒါကငါတို့ရဲ့မိဖို့ကောင်းလေးပဲအမေကျွန်တော်တို့မှရေခဲတွေအများကြီးကျန်နေတာပဲအခုကျွန်တော်တို့တောက်စရာတွေလောက်ကြမယ်တောက်ပြီးရင်ကျောင်းကိုလည်းရေအေးအေးလေးယူသွားမယ် ဲရပေါ်ရာဂျူဘာလို့မရရမှာလဲဒီနို့ငါဘာပြောခဲ့လဲမင်းရေခဲကိုခွဲလေလေဒီခဲတော့နေအများကြီးရလာတယ်မင်းကအလုတ်ကျိုးစားတယ်အလုတ်တမားအဖြစ် အလုံးမလုံးတော့ပဲရေခဲရောင်းရင်ရော လူရဒီမှာဖြော်ရောင်းတဲ့သူဖြစ်ဖြစ်ငါတို့လိုစင်ရဲသားတွေပဲဖြစ်ဖြစ်လူတိုင်းကရေခဲလိုချင်ကြတယ်ဟုတ်တယ်မီးအမီပြောတာမှန်တယ်ဒီနေ့ရေခဲတော့သွားရောင်းကြည့်မယ်အကယ်၍ပတ်စံကောင်းကောင်းရတယ်ဆိုရင်ကျွန်တော်ဒါနဲ့စီးပွားရေးလုပ်မယ် ဗီနုတ်ဟာအမေနဲ့သူ့မိန်းမစကားကိုနားထောင်ခဲ့ပါတယ်။ဒါကြောင့်သူရေခဲတွေထားလို့ရမယ့်လက်လေးစင်းယူခဲ့ပါတယ်။နေရာလေးကတော့ကောင်းကောင်းရောက်လို့ရခဲ့ပါတယ်။ရောက်ကမနဲ့ချွေးမလေးကတော့တနေကုန်မိဖို့ခန်းထဲမှာပဲနေခဲ့ကြပါတယ်။ပြီးနောက်ညနေပိုင်းမှာတော့ရေခဲမိဖို့ကိုလုပ်ခဲ့ကြပါတယ်။ဒီအပေါ်မှာပဲချက်ပြုတ်စားတောက်ခဲ့ကြပါတယ်။အမေဒီမှာကြည့်ပါဦး။ရေခဲကကျမတို့အစီအစဉ်တိုင်းကိုလုပ်နေပြီ။ကျမတို့ကိုယ်တိုင်ရေခဲမိဖို့လုပ်ခဲ့ကြတယ်။ ဒါကြောင့်ကျမကျမ်းမြင့်ကိုခဏခဏတန်ရှင်းလေးလုပ်ဆရာမလိုတော့ဘူးကြည့်ပါဦးအယန်းကိုမကောင်းတဲ့ရေခဲမိဘကအခု အသိမ့်ဖြစ်နေပြီအရေတော်မှမပြောဘူးပြီးတော့အစားအသောက်တွေကိုလည်းကောင်းကောင်းချက်ပြုတ်နိုင်ခဲ့တယ်အခုကျမချက်ပြုတ်နေတဲ့တော့မှပူလောင်နေတာမျိုးမခံစားရတော့ဘူးဒါပေမဲ့အေးတော်အေးနေတယ်ဟုတ်တယ်ချွေးမလေးငါတွေ့ပါတယ် ေအရန်ကိုမှထပ်ပြုတ်လို့ကောင်းနေတယ်ဆိုတာကိုရာဂျူရဲ့အမေဆာစတီဂရာဂျူရဲ့မိဘကလေးထဲမှာထိုင်နေတယ်။သူပြောခဲ့တာတွေကဘလို့တော့တကယ်ဖြစ်လာခဲ့တာလဲ။အမေသိလားကျွန်တော်တငယ်ချင်းရဲ့အိမ်ကကျွန်တော်တို့မိဘကလောက်တောင်မှမအေးဘူး။ကျွန်တော်မိဘကမှပဲအိတ်တော့မယ်။ယောက်မနဲ့ချွေးမဖြစ်သူတို့ဟာစူးစားပြီးရေခဲမျိုးပေါ်ကံကိုလောက်ခဲ့ကြပါတယ်။ပြီးတော့တမိသားစုလုံးကလည်းအကျုံးရှိရှိအသုံးချခဲ့ပါတယ်။ ညအခါမှာတော့ဗီနုတ်ဟာရေခဲတွေရောင်းကုန်သွားခဲ့ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ပြီးနောက်မိဘခန့်ကိုပဲတိုက်ရိုက်သွားပြီးဝင်ထိုင်ခဲ့ပါတယ်။ဟိုးရင်တုန်းကအိမ်ပြန်လာရင်မိဘခန့်ကိုတော့မမဝင်ချင်ခဲ့ကြပါဘူး။အခုတော့မိဘခန့်ထဲကကိုမထွက်ချင်တော့တာပါ။မတို့ရဲ့ရေခဲမိဘခန့်လေးကအိတ်စိတ်နေရောပဲ။ပြီးတော့ဓာရီအားလုံးဖြစ်လာခဲ့တာမင်းတို့ကြိုးစားခဲ့ကြလို့ပါ။ဘာလို့ဆိုမတို့ကမိဖို့ချောင်းအဟောင်းလေးကိုအေးခဲနေတဲ့ရေခဲမိဖို့ကံအဖြစ်ကြောင်းလဲပေးခဲ့တယ်လေ။ကောင်းပါပြီဗျနုတ် ရှင်ယူသွားတဲ့ရေခဲတွေကရောဘလူဖြစ်သွားပြီလေမရောင်းခဲ့ရဘူးလားရှီတာပြောပြီးနောက်မှာပဲဗီနိုဟာပစံချို့ကိုထုတ်ပေးခဲ့ပါတယ်အဲ့ဒီနောက်သူမလက်ထဲထည့်ပေးခဲ့ပါတယ်တနေ့လုံးရေခဲရောင်းခဲ့ရတဲ့ဝင်ငွေပါတနေ့ကုန်နေဘူးတဲ့စူးစမ်းပြီးအလွတ်လုတာတောင်ရူပီ900ထက်ပိုမရှာနိုင်ခဲ့ဘူးဒီနေ့ကတော့ရေခဲပဲရောင်းခဲ့ရတာတောင်ရူပီ2000တောင်ရလာတယ်သားတွေအားလုံးဖြစ်လာခဲ့တာက မော်ဆန်းတက်တဲ့အမေကြီးကြောင့်ပါမော်ဆန်းနေနေရေခဲကိုကျမတို့ကိုပေးလိုက်တာပဲ ရှိတဲ့ဟာအဲ့ဒီအသက်ကြီးကြီးအမျိုးသမီးကိုအမဲရနေခဲ့ပါတယ်ဒီအချိန်မှာပဲတကားစီကနေအသက်ကြီးတဲ့မိမကြီးအတန်းသူမကြားလိုက်ရပါတယ်ဖီနုတ်ဟာမျိုးသမီးကြီးကိုတွေ့လိုက်ရတဲ့အချိန်မှာပဲသူတို့ရဲ့မိဘကန်လေးတွေကိုခေါ်လိုက်ပါတယ်မျိုးသမီးကြီးဟာရေခဲမိဖို့ကန်းကိုတွေ့လျရတဲ့အချိန်မှာပဲအာအတင်သွားခဲ့ပါတယ်။သူမကဗီနက်ကိုပြောပါတယ်။တာငါကဖယားမဟုတ်ဘူး။ငါကရိုးရိုးတာမန်လူတယောက်ပါ။ပညာရှိတူကိုအကူအညီပေးခဲ့တယ်။ဒါကြောင့ ။သူကဒီရေခဲကိုပြန်ပေးတာပါ။ပြန်ပေးခဲ့တာပါ။ငါကအသက်ကြီးပြီ။ငါမှချွေးမရောတားရောမရှိပါဘူး။ဒါကြောင့်ငါ့ကိုကူညီမဲ့သူကိုငါပေးမယ်ဆိုပြီးငါတွေးခဲ့တာ။မင်းကကူညီပေးခဲ့တော့ငါမင်းကိုဒီရေခဲပြန်ပေးခဲ့တာပါ။ဟိတာရှာဖို့အိမ်ကငါထွက်လာခဲ့တယ်။ဒါပေမဲ့ငါဘာရိတ်တာမှအခုတည်းမတွေ့သေးဘူး။မင်းသာပန်ပိုးပေးမယ်ဆိုရင်အမေကြီးပြောစရာလိုသေးလို့လား။တမယောက်ျားအခုအလုပ်သက်စနေပါပြီ ကျမတို့ကလည်းဒီရေခဲမိဖို့ကမှအစားအသောက်တွေချက်ပြုတ်တယ်။အမေကြီးပေးတဲ့အရာနဲ့ပဲကျမတို့စားတောက်နေထိုင်ကြတာပါ။ကျမတို့ဘာလို့မကူညီရမှာလဲ။ဟုတ်တယ်အမ။အခုအစားပြီးကျမတို့နဲ့အတူဒီအိမ်မှနေလို့ရပါတယ်။စားတောက်လည်းအသင့်ရှိရယ်။လာပါ။ဒီရေခဲမိဖို့ခန်းလေးထဲမှာပဲအတူထိုင်ပြီးစားကြတာပေါ့။တမိသားစုလုံးဟာအတူတူစားတောက်ခဲ့ကြပါတယ်။ရှစ်တယ်နဲ့သူမမိသားစုဟာအမေကြီးကိုပတ်မှုကူညီပေးခဲ့ကြပါတယ်။ဟုတ်ကဲ့ပါ။ ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ channel လေးကို like and subscribe လုပ်ပြီးတွားဖို့မမေ့ကြပါနဲ့နော်နောက်ထပ် video တွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်ကျေးဇူးတင်ပါတယ်ရှင်